ကရင်နီတော်လန်အေးတက်တီတနစ်ကြော်ကြားထိန်းချုပ်ထားတဲ့ရှမ်းကရင်နီနယ်စပ်ကမိုးပြဲမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီတပ်က2025နှစ်စံပိုင်းကစပြီးတော့ပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်ပြီးနှစ်ဖက်အကြဆုံးတွေရှိနေတယ်လို့ကရင်နီတော်လန်အေးတက်တီစီကနေသိရပါဗျ။ကရင်နီတော်လန်ပြည်ပေါင်းတက်တီက2023ခုနှစ်မှာလုပ်ခဲ့တဲ့တလေးလုံးစစ်စင်ရေးတွင်မိုးပြဲမြို့ကိုသိမ်းပိုက်နိုင်ခဲ့ချိန်မှာမြို့ကျွန်းမှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ၄နှစ်နှစ်တက်ကိုမသိမ်းနိုင်ပဲကျင်းခဲ့ပါဗျ။ အခုတော့စစ်ကောင်စီတပ်ဟာမိုးပြဲမြို့နီးမိုးပြဲဆယ်ဘက်ကခမရ၄၄တပ်ကိုအခြေပြုပြီးအင်အားဖြည့်တင်းကစစ်ကြောင်းထိုးပြန်သိမ်းနိုင်ဖို့ကြိုးပမ်းလာတာကိုတော်လိုင်းတပ်တွေကခုခံတိုက်ခိုက်နေတယ်လို့ကင်းရီမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဗဟိုပြန်ကြားရေးတာဝန်ခံတာရဲဆိုးကပြောပါတယ်။မိုးပြဲမြို့ကိုလက်မလို့ရရေးအတွက် KNDF မိုးပြဲ PDF မျိုးပြတော်လိုင်းတပ် URF စတဲ့ကင်းရီခြေဆိုင်တော်လိုင်းတပ်တွေကပူးပေါင်းတိုက်ခိုက်နေကြ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်တိုက်ပွဲတွင်ဒေသခံပြည်သူတွေတော်လှန်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့လည်းသိရပါဗျ။မိုးပြေလင်းနေတဲ့တပ်ဖက်ကနေမိုးပြေမြို့ထဲကိုဒါတောက်လျှောက်ပေါ့2025နေ့စပိုင်းကတည်းကနေ့ဆန်းကနေအခုချိန်ထိပေါ့နော်။နလားကျော်စစ်ကောင်စီဘက်ကစစ်ကြောင်ထိုးနေတာဖြစ်ပါတယ်။မိုးပြေမြို့ကိုတော့စစ်ကောင်စီဘက်ကထိန်းချုပ်နိုင်ဖို့အတွက်ဒါ ဟိုအပြင်းထန်ဘောနော်စစ်ကြောင်းထိုးနေတယ်။တလိုင်းတပ်ဖွဲ့တွေကလည်းဆက်စွမ်းလုံမှာကုခံတိုက်ခိုက်နေတယ်ဘောနော်အပြန်လန်တိုက်ခိုက်ရင်းနဲ့စစ်ကောင်စီကဒါဟိုသူတို့ဖက်ကဘောနော်ဒီကာကင်းတွေတချို့ကိုတလိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်တယ်။တဖန်သူတို့ကဒါဟိုပြန်ဆုတ်သွားတာတွေပြီးဟိုထပ်ပြီးတော့မှဒီတိုးလာတာမျိုးတွေဘောနော်အပြန်လန်ဒီလိုတိုက်ခိုက်နေတာမျိုးတွေကတော့ဒီရက်ပိုင်းတွေမှာပြင်းထန်နေတာဖြစ်ပါတယ်။ ြင်းထန်တဲ့တိုက်ပွဲတွေကြားခမရ၄နှစ်နည်းနဲ့မိုးပြဲမြူကြားကစစ်ကောင်စီကာကင်းစခန်းငယ်တချို့ကို ဖေဖော်ဝါရီလအတွင်းမှာတော်လိုင်းတက်တီဘက်ကတိမ့်နိုင်ခဲ့တယ်လို့လည်းမြေပြင်ကတော်လိုင်းရဲဘော်တွေစီကသိရပါဗျ။မြို့ထဲကိုစစ်ကောင်စီတက်တီမထိုးဖောက်နိုင်သေးပဲမြို့ညမှာနှစ်ဖက်အပြင်းထန်တိုက်ပွဲတွေဖြစ်နေကြတာလို့လည်းဆိုပါဗျ။တလီလုံးစစ်စင်မှာတော်လိုင်းတက်တီမြို့ကိုတိမ့်ပြီးတဲ့နောက်ငိုးပြဲဒေသခံတွေနေရပြန်လာနေကြပါဗျ။တိုက်ပွဲတွေစပြီးပြင်းထန်လာတဲ့ပြီးခဲ့တဲ့နိုဝင်ဘာလမတိုင်ခင်မှာတော့ သူတို့တွေပြန်ပြီးရွှေ့ပြောင်းရတဲ့အခြေအနေတွေရှိလာပါတယ်။ပြီးခဲ့တဲ့မလတရနေ့မှာလည်းစစ်ကောင်စီလက်နက်ကြီးကြောင့်အမျိုးသမီးတအုပ်တေဆုံးပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာကြောင်းစစ်ပေးဆောင်ကူညီနေတဲ့မိုးပြေ rescue တင်းစီကတည်ရပါတယ်။ဒက်လုံးမှာစစ်ပေးဆောင်ပြည်သူတွေအတွက်စားနပ်ရိက္ခာခက်ခဲတွေရှိနေတယ်လို့လည်းသူတို့ကပြောပြပါတယ်။စစ်ပေးဆောင်ကတော့အဓိကတော့ဒီအားပေးချတဲ့အတိုင်းပဲနော်ဒီချက်ကဟိုမ ီစပါလဲပြန်ဆိုင်မယ့်ရာသီရောက်လာပြီလေနော်ဆိုတော့စပီရှင်ရေးလေလောက်တဲ့စပီရှင်တို့ချိုးဆိုရင်တို့အရင်ကက်ခဲကက်ခဲပြီပေါ့နော်အဲ့လိုရှိတဲ့တို့စပါရောင်းလို့မရတဲ့မျိုးတွေရှိတယ်အဝင်နေအားလည်းရှိဘူးနော်အဲ့လိုဖြစ်နေတော့ဆိုရေးခါပိုင်းရတော့ဟောလက်တလို့ရေးခါပိုင်းရတော့ကျွန်တော်မပြောတတ်သေးဘူးပေါ့နော်မိုးပြင်းဟာရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ဘက်ကနေကင်းနေပြည်နယ်အတွင်းဝင်နိုင်တဲ့လမ်းတစ်ခုဖြစ်နေတာကြောင့်စီးရရေးပါပါတယ် ကင်းဒီပြည်နယ်ကမြို့တော်လွိုင်းကောင်မှာစစ်ကောင်စီတပ်ကမြို့ကိုအပြေးအဝပြန်ထိန်းချုပ်ထားပေမဲ့ကင်းဒီတော်လိုင်းတပ်တွေအားကောင်းတဲ့ဒီမော့ဆိုဖရုဆိုဘော်လခဲနဲ့ဖားဆောင်မြို့နယ်တွေမှာတော့စစ်ကောင်စီတပ်ဟာဝိုင်းပတ်ပိတ်ဆို့ခံရရပါတယ်ခင်ဗျာထောင်းထောင်းဟာ